ပြောရွှဲရကမှခြေဆောင်အချိုးလေးချိုးပြီးကျင်ခြေဆောင်ရတာဒီမှာဆိုလဲဒီလိုပေါ့ခြေဆောင်အထိချိုးပြဒီကဒီမှာဆရာတို့ခြေမောက်တို့ဖိလိုက်ဒီဘက်ကခြေချောင်းတွေပြီးလို့ဖိလိုက်ဒီခြေဆောင်ဒီလိုကြောရွှဲရမျိုးပေါ့ခြေမောက်ဒီမှာလက်နဲ့ဒီလိုဖိချလိုက်လေလက်နဲ့ဒီလိုဖိချလိုက်ပြီးတော့ဒီဘက်ကကြခြေဆောင်လေးတို့ဒီလိုဒီအတွင်းဘက်ကိုဒီဘက်ကခြေမောက်ဒီလက်ကလောဆောင်ဖိတိုင်းဒီကလက်ဖြားရကြဒီဘက်ကိုအုပ်ဖိ ီမှာဒီလိုပဲဒီလိုဖြည့်အဲ့ဒီအဲ့ဒီပုံစံမျိုးနဲ့ကျော်လေး short ပေးနောက်ဒီလိုချိုး short အဲ့လိုမျိုးခြေဆောင်ဟိုရက်လျက်မှာလည်းအဲ့လိုခြေဆောင်တွေထောက်ပြီးတော့ဆရာတို့အကျော် short တာပေါ့ဟိုဆရာတို့က parallel stand ရှိပါ parallel stand နေခြေဆောင်ဒီလိုချိုးချပြီးတော့ဒီလိုချိုးချလိုက်ချိုးချပြီးဆရာတို့ဒီလို short ချလိုက်ပြီးရင်တောင်အတွင်းထဲ short ချလိုက် အဲ့လိုဖနောက်ဆိုရင်လည်းဆရာတို့ဒီတိုင်းပဲဖနောက်ကိုဒီလိုထောင်ခြေဥ်ကိုဒီလိုထောင်မျိုးသူ short ချာတော့ဒီခြေတော့ကိုဒီလို v လေးထားပြီးတော့ဒီလိုသွားဒီစံငါရှင်လေဒီလိုဖွားတိတ်ကတော့ဆရာတို့ဆွဲมาခြင်းဒီလိုအဖျားကြီးမဟုတ်เนาะအဲ့ဒါတက်တက်ရှိရဲ့ဟိုကဖွားတိတ်ဒီလိုထောက်ခြင်းအဲ့ဒါနဲ့ကန်တာမဟုတ်